သက်တွေအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့လောင်းတို့ဆွေးနွေးသွားမယ့်အပိုင်းကတော့သွေးတွင်းအချို့ဓာတ်ကိုစဉ်ဆက်မပြတ်စောင့်ကြည့်တဲ့ဤပညာရှိတဲ့ကရိယာအပိုင်းနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားဖို့ရှိမှာဖြစ်ပါတယ် health is ကလည်းကြိုဆိုပါရယ်ဒီနေ့ကတော့လောင်းတို့ကိုယ့်ရဲ့ကျန်းမာရေးအတွက်ဒါသွေးတွင်းအချို့ဓာတ်နဲ့ပတ်သက်လို့ဒါကျန်းမာရေးပြဿနာကြုံတွေ့ရတဲ့သူတွေဒါအောင်စိတ်ပူတဲ့သူတွေအတွက်ကြည့်တဲ့အပိုင်းပဲဖြစ်ပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပေးဖို့အတွက်ကိုဆလို့ရှိရင်တော့ပန်းလိုက်စေးရုံကြီးရဲ့စီးကြုံတဲ့ဟော်မုန်းဌာနဒါကောင်ဆောင်တဲ့ physician ဖြစ်တဲ့ဆရာဒေါက်တာရဲလင်းကိုလည်းတွေ့ဆုံပြီးတော့ဆွေးနွေးသွားမှာပါရှင်ဆရာမင်္ဂလာပါရှင်ဟုတ်ပါမင်္ဂလာပါမင်္ဂလာပါ ါဆရာ fix body မင်္ဂလာပါ MRD4 ပြည့်တဲ့ကြီးမင်္ဂလာပါโอเคကျွန်တော်ကတော့ပန်းလိုက်ဆေးဦးကြီးရဲ့ diabetes metabolic center မှာတာဝန်ထမ်းဆောင်နေတဲ့ consultant physician တူဖြစ်တဲ့ဒေါက်တာရလင်းကိုပဲဖြစ်ပါတယ်အဲတော့ကျွန်တော်ဒီနေ့ဆွေးနွေးချင်တဲ့အကြောင်းကတော့ diabetes technology လို့ခေါ်တဲ့ပေါ့နော် CGM devices တွေပေါ့နော်သွေးချိုတဲ့ကိုစင်စိုက်အမြဲတစေစောင့်ကြည့်ပေးနေတဲ့ကိရိယာလေးများဆိုပြီးအခုတော်တော်အသုံးများနေကြတယ်ပေါ့နော်ဒီအားကိုကျွန်တော်ဆွေးနွေးချင်ပါတယ်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့အကုန်လုံးသိကြတဲ့အတိုင်းပေါ့နော်ဒီ ွေးကြိုစီကြိုမှာတွေးထဲမှာရှိတဲ့တခြားတဲ့ဟာမြန်မာနေတယ်ဟုတ်ကဲ့ဒီဟာကိုတည်တည်ချာချာထိန်းကြီးဖို့ဆိုတာကအစင်မပြတ်ပေါ့နော်တွေးထဲမှာတခြားတဲ့ဘာဘယ်လောက်ဖြစ်နေလဲဆိုတော့သိထားနိုင်အကောင်းဆုံးပဲဟုတ်ကဲ့ပါကျွန်တော်အရင်တော့လည်းကျွန်တော်တို့ပေါ့နော်ယူစောင့်ကြည့်တဲ့နီးစနစ်တွေကဘယ်လိုလုပ်ကြလဲဆိုတော့လက်ထိပ်ကလေးဖောက်ကြရတယ်နော်ကျွန်တော်3လစီဂျိုသွေးလို့ခေါ်တယ် HPA1C ကိုဖောက်ကြရတယ်ဒီလိုနဲ့သွေးဂျိုစီဂျိုထိန်းတာကောင်းမကောင်းကိုသိခဲ့ကြရတယ်ပေါ့ဟုတ်ကဲ့ပါအခုနောက်ပိုင်းမှာကျတော့ ကျွန်တော်တို့ technology ကအရန်ကိုတိုးတက်လာပြီးတော့မိမိလက်မအောင်ဒါမှမဟုတ်ရှင်ပိုက်သားပြင်မှာထည့်ထားတဲ့ CGM devices လို့ခေါ်တဲ့ပေါ့နော်ခရီးယာလေးတွေပေါ်လာတယ်။သူတို့က minute တိုင်းမှာသွေးထဲမှာရှိတဲ့ခြုံဓာတ်ကိုဘာဖြစ်ဖြစ်နေလဲဆိုအောင်သိအောင်မိမိရဲ့ phone ကိုပေါ့ smartphone ပို့ပေးနေတာပေါ့နော်။ဟုတ်ကဲ့။ဒီလို information ပို့ရလေလေသွေးခြုံဓာတ်ထိန်းတာကောင်းလေလေမိမိစီဂျိုကိုယူဆိုင်နိုင်လေလေဆိုတော့တွေ့ရှိလာပါတယ်။ ဟုတ်ကဲ့ပါဆရာ။ဟိုဒါတော်တော်ကောင်းတဲ့နီးပညာလို့ခန်းစားရပါတယ်ဆရာ။အရင်တော့ဆိုရင်စီးကြိုတစ်ခုဒါသိရဖို့ဆိုမနေ့အစာမစားခင် fasting နေ့တစ်ခေါက်ဖောက်။အဲနေ့လေဆိုလို့ရှင် randomly လို့အဲ့လိုတနေ့ကို၃ခါလောက်ဖောက်ရတဲ့အပိုင်းနေပေါ့နော်ဆရာ။သွေးလေးထွက်တယ်ဒီလိုမျိုးဖောက်ရတဲ့ခါကျတော့အချိန်ကာလများများဒီလိုဆက်ရတဲ့ခါမှာဒါနဲ့ပတ်သက်ပြီးတော့ပြက်ကွက်သွားတာတို့ဟိုပင်ပန်းတာဒါမျိုးရှိလာနိုင်တယ်ဆိုတော့ဆရာဒီလိုမျိုးသွေးဖောက်ပြီးတော့ဟိုစစ်တယ်တမျိုး glucometer နဲ့တိကျမှုအပိုင်းနေနဲ့အခုပေါ်လာတဲ့ CGM အပိုင်းနေနဲ့ကျတော့ဘယ်လိုမျိုးကွာခြားမှုတွေပိုရှိလာလဲဆရာ။ ဟုတ်ပါတယ်ကျွန်တော်တို့ဒီလက်ထိပ်ဖောက်တဲ့ဟာကိုကြည့်လို့ရှိရင်တော့သူကအဲ့ဒီအချိန်မှာဘာဖြစ်နေလဲတခုရယ် information တခုရယ်ကိုကျွန်တော်တို့ရတာပေါ့နော်ဒီ CGM ကကြတော့ဒီနေ့လုံးမှာမိနစ်တိုင်းကျွန်တော်တိုက်တာနေတဲ့အတွက်ဒီနေ့လုံးဘာတွေဖြစ်နေလဲဆိုတော့သိနိုင်တယ်နော်အဲ့တော့ကျွန်တော်တို့ကဒီ CGM device ကိုကြည့်ရင်သူကပေးတဲ့ information ကကျွန်တော်တွေးချူတာ80နဲ့180အတွင်းမှာရှိတဲ့ဒီနေ့လုံးအချိန်ဟာဘယ်လောက်ရာခိုင်နှုန်းရှိလဲဆိုတာကိုသူကပြောပြနိုင်တယ်အဲ့တော့ကျွန်တော်တို့ target လောက်ထားတာတော့80ရခိုင်တော့ပေါ့။အော်ဟုတ်ကဲ့။အဲ့တော့သွေးချိုတဲ့80အောက်ကိုမကြသွားစေချင်ဘူး။80အောက်ကြသွားတဲ့အဲ့ဆိုသွေးချိုတဲ့ကြဆင်းခြင်းလို့သတ်မှတ်ထားတယ်။ဟုတ်ကဲ့။ဒါဒီလိုမျိုးသွေးချိုတဲ့80အောက်ကြဆင်းသွားရင်လည်းဒီ device ကနေပြီးတော့ phone ကနေတဆင်အလားမြည်တယ်။အလားမြည်တော့သွေးချိုတဲ့ဒီခဏခဏကြဆင်းနေလို့မှာဆိုလို့ရှိရင်ကျိုးရှိရပေါ့။ဖြစ်နေရှိတယ်နော်။ဟုတ်ကဲ့။အော်သွေးချိုတဲ့180ထက်180 mg per deciliter ထက်များတဲ့ယာကင်နှုန်းကိုလည်းသူကပြောပြနိုင်ပါတယ်။ အဲ့တော့ဒီလိုမျိုးတိထားလေးလေးမိမိ3လစီကျိုးသူ HPA1C ဟာထိနာဖို့ကောင်းနေလေးပဲဖြစ်ပါဟုတ်ကဲ့ပါဆရာအဲ့တော့ဆရာပြောသွားတဲ့ဤပညာကိုပေါ့နော်အကယ်၍များဟိုအတုံးချခြင်းနဲ့တုံးဆွဲခြင်းနဲ့စီချိုဝေဒနာရှင်တွေရှိတယ်ဆိုရင်လိုက်နာရမယ့်အချက်တွေနဲ့သိရမယ့်အပိုင်းတွေကိုလည်းဆရာဆွေးနွေးပေးခဲ့ပါအောင်ရှင့်အဲ့တော့ဒီကြိယာတွေဘယ်လိုလူတွေသုံးတယ်လဲဆိုရမေးခွန်းပေါ့နော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့တစ်ခါတော့အင်ဆူလင်ကိုသုံးနေရတယ်အမျိုးအစားတက်စီချိုသမားတွေနော်သူတို့ဆိုတော့တော်တော်ကျိုးရှိရယ်အင်ဆူလင်တိတ်မှလေးချိန်လောက်ထိုးနေရတာပေါ့နော် ော့ဒုတိယတစ်ခုကတော့ကလေးတငယ်တွေကလေးတငယ်တွေမှာเนาะသူတွေချိုတက်တွေများနေစီးကျုပ်ဖြစ်ပြီးဆိုရှင်သူတို့ဟာလက်ထိပ်ဖောက်တာကိုမခံကျင်ကြဘူးဟုတ်ကဲ့ဟိုကလေးဆိုเนาะသူတို့ဟာဟိုလက်ထိပ်ဖောက်ခြင်းဟာဟိုကျွန်တော်တို့ဟို cruel ဖြစ်တယ်ပေါ့ဟုတ်ဟိုကလေးတွေဟာငိုတော့ငိုကြတယ်ဒါတော့သူတို့မှာဆိုလို့ရှင်လည်းအကျိုးရှိတယ်နော်ကိုဝင်ဆောင်စီဂျိုဖြစ်တဲ့တွေမျိုးစားတဲ့စီဂျိုကိုဝင်မှာရှိရဆိုလို့ရှိရင်ဒီဆက်တွေတက်ဖို့အတွက်အကျိုးရှိတယ်။နောက်ကျွန်တော်တို့အခုတွေ့နေတာမျိုးစားနှစ်စီဂျို အင်ဆူလင်လည်းသုံးတယ်ထိန်းတာမကောင်းတဲ့လူတွေဆိုရင်ခန္ဓာတစ်ဖြုတ်တက်ပြီးတော့ဒီသုံးလားစီကျိုးသွေးကိုကောင်းအောင်ပြုလုပ်လာနိုင်တာကိုတွေ့ရှိရပါတယ်ဟုတ်ဒါဆိုရင်တော့ဆရာဒီခုနကပြောရဲဆရာပြောရဲအချက်တွေပုံမူတည်ပြီးတော့ဝိညာဉ်ရှိနေတဲ့သူဒါမဖြစ်မနေသုံးသင့်တဲ့အပိုင်းမှာပါလာပါတော့ဆရာကိုနဲ့တင့်တော်မင်းဆိုလို့ရှိရင်ကိုနဲ့သဆိုင်စီကျိုးဆရာနဲ့တိုင်ပြန်ပြီးတော့သုံးပါစီကျိုးထူးပြန်စီကျိုးထိန်းတာမကောင်းတဲ့လူတွေပေါ့ဒီစီတွေကိုသုံးဆွဲလို့ရပါတယ် โอเคပါအခုလိုမျိုးဒါ CGM နီးပညာနဲ့ကရိယာနဲ့ပတ်သက်ပြီးတော့တေချာပြပြပေးရအတွက်ဆရာကျေးဇူးအများကြီးတင်ပါရှင်ဟုတ်ကဲ့ကျွန်တော်ကလည်းဒီလိုမျိုးပေါ့เนาะ CGM ဆိုတာကတော့ Database Technology ဆိုတာဟာကျွန်တော်တို့စီဂျိုလောကမှာတဟုန်လို့တိုးတက်နေတဲ့ဟို field တစ်ခုပေါ့ဒါကိုပြောခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါရှင်ဆရာ ဲ့တော့အခုဆိုလို့ရှိရင်တော့ Launo Health Fix အစီအစဉ်မှာဆရာကနေပြီးတော့ဒါကိုယ့်ရဲ့သွေးတွင်းအချို့တက်ကိုစဉ်ဆက်မပြတ်စောင့်ကြည့်ပြီးတော့ဒါပြပြပေးနေတဲ့နည်းပညာပိုင်းကရိယာပိုင်းနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပေးသွားတာပါအဲ့တော့ကိုယ့်ရဲ့ဒါသက်ဆိုင်ရာပြသနေတဲ့ဒါစီချိုသမားတော်ကြီးဆရာဝန်ကြီးရဲ့လမ်းညွှန်ချက်နဲ့အညီစားတောင်းနေထိုင်ရမှာဖြစ်တယ်လို့တစ်ဖက်ကလည်းခင်းတဲ့အညီတိုးတက်လာတဲ့ကိုယ့်ရဲ့ဒီကျန်းမာရေးကိုစောင့်ကြည့်နိုင်တဲ့နည်းပညာတွေကိုလည်းလိုက်လံပြီးတော့လေ့လာဖို့လိုအပ်ပါတယ်ရှင်အဲ့တော့ဒီနေ့မှာတော့ Launo Health Fix အစီအစဉ်ကဒီလောက်နဲ့ပဲနှုတ်ဆက်ချင်ပါတယ်နောက်နေ့ဒီမှာလည်းပဲပြည့်သက်တွေအတွက်ဆရာတို့နဲ့ဆွေးနွေးသွားတဲ့အပိုင်းတွေကိုနေ့လိုက်တင်ဆက်ပေးဦးမှာဖြစ်ပါတယ်ရှင် ်အခုပြသသွားတဲ့ Healthfix အစီအစဉ်ကိုပြန်လည်ကြည့်ရှုမယ်ဆိုရင်တော့ Pyong Play application မှာကြည့်ရှုလို့ရတဲ့အပြင် Pyong Play YouTube မှာလည်းကြည့်လို့ရတဲ့အကြောင်းသတင်းကောင်းပါချင်ပါတယ်။ပရိသတ်တွေအတွက်ကျန်းမာရေးပိုင်းဆိုင်ရာအကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးသွားမယ် Healthfix အစီအစဉ်။